CB1 တန်းတွေပေးတဲ့လက်ဆောင်လေးတခုကိုအခုလိုတုံ့ပြန်လိုက်တဲ့မြင့်မြတ် ပေါ်ကားရီမှာပဲတရုတ်ဆောင်နေတဲ့ဆိုပြီးဝန်ခံနေရတဲ့မြင်းမြက်ကမြေစာရုပ်ရှင်ဇာတ်ကားကြီးနဲ့ပေါ်ထွက်လာပြီးအရင်တစ်ချိန်ကမြင်းမြက်ကိုပြန်လည်မြင်တွေ့လိုက်ရပါတယ်နော်မြေစာရုပ်ရှင်ဇာတ်ကားထဲမှာမြင်းမြက်ကစီပင်တန့်ရှင်းဝန်တန်းလေးဖိုးထောင်အဖြစ်တရုတ်ဆောင်ထားပါတယ်စီပင်အမိုက်ပုံကြီးကအနှံ့တမကောင်းတာကြောင့်အနာကနေတောင်မှမဖြတ်သွားခြင်းကြပေမဲ့လည်းမြင်းမြက်ကတော့အဲ့ဒီအမိုက်ပုံမှဇာတ်ကားကိုတောင်းတွားရိုက်ခဲ့ပါတယ်စီပင်ဝန်တန်းနေအပွားကိုရိုက်ပြထားတဲ့ဒီဇာတ်ကားကိုမကြခင်မှာပြသတော့မှဖြစ်ပြီးဇာတ်ကားမိတ်ဆက်ပွဲမှာစီပင်တန့်ရှင်းဝန်တန်းနေလည်းတက်ရောက်လာခဲ့ကြပါတယ် စီဗီဝန်တန်းနေရဘွားကိုလူအများသိရှိပြီးစာနာကြက်လောင်းတယောက်ဆောင်ထားတဲ့အတွက်မြင်းမြက်ကိုစီဗီဝန်တန်းဝတ်စုံလိမ္မော်ရောင်အင်ဂျီလေးလက်ဆောင်ပေးလိုက်ကြပါတယ်စီဗီဝန်တန်းဝတ်စုံလေးကိုမြင်းမြက်ကချက်ချင်းဝတ်လိုက်ပြီးတော့တန်ရှိဝန်တန်းနေနဲ့အတူတပ်ပုံရိုက်လိုက်ပါတယ် စီပင်ဝန်ထမ်းတွေကမြင်းမြက်ကိုချစ်ခင်လို့ဒီအင်ကြီးပေးတာဖြစ်ပေမဲ့လည်းမြင်းမြက်ကလက်ခံမမလားဆိုတာကိုလည်းမဝမရဲဖြစ်နေပါတယ်။နာမည်ကြီးမင်းသားတယောက်ကိုစီပင်အင်ကြီးပေးတာကြောင့်မယူဘဲညင်းလိုက်မှာကိုစိုးရင်ကြပေမဲ့မြင်းမြက်ကတော့ချက်ချင်းဝတ်ပြလိုက်ပါတယ်ရှင်။လိမ္မော်ရောင်အင်ကြီးလေးကိုမြင်းမြက်ကဝတ်လိုက်လို့အယံဝန်းတာသွားကြပြီးသူတို့အပေါ်မှာခွဲခြားမှုမရှိတဲ့မင်းသားဆိုပြီးတော့ပို့ပြီးတော့လက်ခံသွားပါတော့တယ်။ ဒီပွဲကိုတက်ရောက်လာကြတဲ့စီပင်တန့်ရှင်းဝန်ထမ်းတွေကိုလည်းမြင်းမြတ်တို့မြေစာအဖွဲ့သားတွေကစားစရာတွေလှူဒန်းပေးပါတယ်။ဒီဥဆောင်ကောင်းရုံကလှူဒန်းစားမရွေးကိုခင်မင်တက်လို့မြင်းမြတ်ကတော့အားလုံးရဲ့အသင်းနှလုံးကိုသိမ့်ပိုက်သွားပါပြီ။ စကားမှာတယောက်ဆောင်နဲ့ဆိုပြီးအပေါ်ရန်လေးလှုပ်ပြသွားတာမဟုတ်ပဲဒဝဲချောင်အမိုက်ပုံလေးကိုကိုရိုင်းတယောက်ဆောင်ခဲ့ပါတယ်အနန္တမကောင်းတဲ့အမိုက်တွေကိုကိုရိုင်းလက်နဲ့ကင်ပြီးတယောက်ဆောင်ခဲ့တဲ့ပြင်နီပူပူအောင်မှရိုက်ကူးရေးတွေလှုပ်ခဲ့ရတာပါဒဝဲချောင်အမိုက်ပုံသားကနေဖြတ်သွားရင်တောင်အနှံ့သက်တွေမခံနိုင်ကြပေမဲ့မြင်းမြက်ကတော့ဇေယုတ်ပြီးပြန်အောင်တယောက်ဆောင်ချပါတယ်စီပင်ဝန်ထမ်းအနေနဲ့ဒီတယောက်ဆောင်ချပြီးဒီလိုဇေယုတ်မျိုးကိုမြန်မာနိုင်ငံမှာမြင်းမြက်တယောက်ချက်ပဲလက်ခံနိုင်မှာဖြစ်ပါတယ် အမိုက်ကားတွေကနေလာတဲ့ဖုံလုံးကြီးတွေလည်းရှိပြီးမြင်မြက်ကားတော့ပြုံးပြုံးရွှင်ရွှင်အလုပ်လုပ်သွားပါတယ်။အမိုက်ပုံမှာရိုက်ကူးရေးလုပ်ရတဲ့အတွက်ထိခိုက်ဒဏ်ရာတွေရမှလည်းမမှုခဲ့ပါဘူး။မြင်မြက်ကစီပင်ဝန်ထမ်းတယောက်ရဲ့ပုံစံကိုကြည့်ပြီးပြည်ပြောင်းတိုးဆောင်ထားတာဖြစ်ပါတယ်။တန်ရှင်ဝန်ထမ်းတွေကဒီစက်ကားကိုကြည့်ပြီးတဲ့နောက်မှာမျက်ရည်တွေတောင်ကျခင်ရပါတယ်။မြင်မြက်ရဲ့မြေစာရုပ်ရှင်စက်ကားကြီးကပြည်အမှန်ကိုရိုက်ကူးထားတာဖြစ်ပြီးတကယ်လက်တွေ့ဘဝမှာလည်းတန်ရှင်ဝန်ထမ်းတွေကခွဲခြားဆက်ဆံခံရပါတယ်။မိသားစုကိုတန်ရှင်းတဲ့အလုံနဲ့လှုပ်ကြည့်ပေမဲ့မိသားစုဝင်တွေကတော့ရှက်တာကြောင့်မမြင်ကြအောင်ဆောင်းသွားကြတာကိုလည်းကြုံရပါတယ်။ တချို့ဇဝန်ခံတွေကဝန်ထမ်းတွေရဲ့အပြင်ကတကယ့်ဘဝနဲ့ထက်တူကျနေတာကြောင့်ကြည့်ရှုသူတွေကခန်းစားခင်ရပါတယ်။မြင်းမြက်ကအကောင်းဆုံးတရုတ်ဆောင်ခဲ့ပေးမယ်။ပိုစတာထဲမှာမျက်နှာကညစ်ပတ်နေလို့ဝေဖန်မှုတွေတော့ရရှိခဲ့ပါတယ်။အလောလုံနေတဲ့အချိန်မှာမျက်နှာပေါ်စီးကျလာတဲ့ချွေးတွေကိုလက်နဲ့တုပ်လိုက်ရင်မျက်နှာကညစ်ပတ်သွားတာကိုစီပင်ဝန်ထမ်းတွေကသိပြီးသားဖြစ်ပါတယ်။ကိုယ်တိုင်မလုပ်ဖို့တဲ့သူကနားမလည်နိုင်ပေမယ့်အမိုက်ပုံတွေမှာလုံရတဲ့ဝန်ထမ်းတွေကတော့အသိဆုံးဖြစ်ပါတယ်။ ဒီလိုခက်ခဲတဲ့ဇေယုတ်ကြီးကိုတရုတ်ဆောင်နေတာကြောင့်မြင်းမြတ်ဆိုတဲ့နာမည်တစ်လုံးနဲ့အောင်မြင်ပြီးတော့ထိတ်တဲမင်းသားနေရာကိုရရှိနေတာပါမြင်းမြတ်ကတန်ရှင်းဝန်ထမ်းရဲ့ဘွားကိုတင်ဟပ်ပြီးတရုတ်ဆောင်ပြထားတာကြောင့်စီပင်ဝန်ထမ်းတွေကလေးစားချစ်ခင်တဲ့အနေနဲ့စီပင်အင်ဂျီလေးလက်ဆောင်ပေးလိုက်တာဖြစ်ပါတယ်ဒီလက်ဆောင်လေးကိုလည်းမြင်းမြတ်ကတရားလက်ခံယူလိုက်လို့သူ့ရဲ့စိတ်ထားလေးကိုလေးစားနေကြပါပြီတန်ရှင်းဝန်ထမ်းရဲ့ဘွားကိုလူအများစာနာနိုင်အောင်တဘာဝကြကြတရုတ်ဆောင်ထားတဲ့မြင်းမြတ်အပေါ်ပေးတဲ့ကြီးရဲ့အမြင်ကိုလည်းပြပြပေးခဲ့ကြပါအောင်ဗီဒီယိုလေးကိုကြည့်ရှုအားပေးခဲ့ကြတဲ့အတွက်လည်းကျေးဇူးများကြီးတင်ပါတယ်ရှင်